နောက်တည့်နန်းတဲ့မိုးတောက်အလင်းရောက်တဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရမြတန်ဃာတော်တွေခြံရံပြီးတော့ကပိလဝမြို့ထဲမှာဆွမ်းကံဝင်လာအဲကြောင့်အဲ့ဒီလိုဆွမ်းကံဝင်လာတဲ့အခါကျတော့အင်းစင်လိလိဆွမ်းကံတစ်ချိန်လုံးကကပိလဝမြို့ထဲမှာမင်္ဂမင်နာနဲ့ဆင်ရင်မြင်းရင်နဲ့ တင့်အောင်တင့်တဲ့အချံညာပရိသတ်တွေနဲ့သွားလေရှိတဲ့တိဋ္ဌထမင်းသားဘဝတုန်းကသွားလာခဲ့တဲ့နေရာအခုအခါမှာတော့တပိတ်ကလေးကိုပိုက်ပြီးတော့ဖန်ရည်စွန်းတဲ့အဝကြီးဝတ်လို့နောက်ကရန်တန်က2000ချံရံပြီးတော့ဆွမ်းကဝင်လာတယ်ဆွမ်းခံတယ်ဆိုတာရင်ကြီးကြီးပြောတာဆွမ်းခံတာလို့တကယ်တော့လေအင်းစင်လှဲ့ပြီးတော့ အစားအစာတောင်းခံနေဆိုအတိတ်ပဲရောက်တယ်မြတ်စွာဘုရားကတခါတုန်းကယဟန်နေကိုပြောတယ်ဆုံးမတယ်အေးကိုချင်းတရားကောင်းနေကြဖို့ပိန်ဒေါ်လောပတ္တပါဠိဝိစရတိပိန်ဒေါ်လောဆိုတာအစာအာဟာရရှာဖို့အတွက်ပတ္တပါဠိ ခွက်ကလေးပိုက်ပြီးတော့သွားရဲဆိုတာအဆဲခံရတာပဲတဲ့ခကြမ်းညံပြောလို့ရှိရင်ခွက်လက်ဆွဲယူတောင်းစားရတာပဲတဲ့ဒီလိုဆိုတာပဲဒါကြောင့်မို့တချို့နိုင်ငံညာလာတွေကဘုန်းကြီးတွေရဲ့တပိတ်ကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ begging bowl လို့ပြန်တယ် begging bowl ဆိုတာတောင်းစားတဲ့ခွက်ချီပေါ့ ဒီလိုဆိုရမှာเนาะထမင်းတောင်းနဲ့ခွက်ချီအရင်ကြီးပြောတော့ဆွမ်းခံတဲ့တပိတ်ပေါ့ဆွမ်းခံတဲ့တပိတ်ဆိုရင်တော့သူကနဝင်းချိုးတယ်ပေါ့တောင်းစားတဲ့ခွက်ဆိုတော့တော်တော်လေးဆိုးသွားတယ်ပေါ့ဘယ်ခင်ဘိုးအေးရင်ကြီးကြီးတောင်းတဲ့ချက်ခါကြတော့ for collecting arms food arms food ဒါနအနေနဲ့လှူတဲ့အစာအာဟာရတွေကိုစုဆောင်းပြီးထည့်ဖို့နော် bow for arm support ဒီလိုဘာသာပြန်လဲရင်ကြီးကြီးဘာသာပြန်တဲ့အခါကျအဲရှိတိုင်းခက်ချမ်းချမ်းပြန်လိုက်ရင် backing bow ဒီလိုဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီစကားလုံးကိုသုံးခဲ့တယ်။ယန္တိကိုတတိပေးတဲ့အနေနဲ့ပြောတာ။ မင်းတို့သတိထားကြရတဲ့ယဟန်တို့သတိထားကြပိန်တော်လောပတ္တပါဏိတပိတ်ပိုက်ပြီးတော့ဆုံးခံရတယ်ဆိုတာအဆဲခံရတာ ਨੇ တူတူပဲတဲ့အောက်တန်းအချဆုံးအသက်မွေးမှုပဲလို့ဒီလိုဆိုတယ်နော်ဒီလိုဆိုတယ်ဒါကြောင့်မို့ဘိက္ခုဆိုတာရဲ့အဓိပ္ပာယ်တစ်ခုကတောင်းစားသူဆိုတဲ့အဓိပ္ပာယ်ကိုလည်းဖော်တယ်ဘိက္ခတိယာစတိတိဘိက္ခု တောင်းခံတယ်သို့တော့တောင်းတယ်ဆိုတဲ့နေရာမှာဝဏိဘကယာစကဆိုတဲ့စကလုံးနေရှိသေးတယ်ယာစကဆိုတာတစားစားတောင်းနေတဲ့ပုဂ္ဂိုလ်ယာစကဝဏိဘကဆိုတာသူကသူတို့ရဲ့ဒါနတွေကိုချီးမွမ်းလို့တထေမင်းကြီးဒီတဲ့ချမ်းသာပါစေထမင်းလေးတနက်ပေးပါပဆန်လေးတကြပေးပါဆက်သဖြင့်တောင်းတာမျိုးအဲ့ဒါဝဏိဘက ရာစကားဆိုတာရိုးရိုးတောင်းတာတရောင်းစကားလည်းနှမျိုးရှိတယ်နော်အဆိုနဲ့အငိုနဲ့တောင်းတယ်လို့ရှိအဲ့တော့နိုင်ငံညာတွေသွားတဲ့အခါကျတော့တခါတခါကျတော့အဲ့ဒီမက်ဒလင်လေးတီးပြီးတော့နေတဲ့ကောင်ဘာလို့တာပါလိမ့်လို့အောင်းမိတာဘယ်မှာတောင်းနေတာဟောမက်ဒလင်လေးတီးနေနာနာဖြတ်သွားတဲ့လူကပေးတယ်နိုင်ငံညာမှာလည်းပဲတရောင်းစကားကျန်းကျန်းဖန်ဖန်တောင်းတယ် ဒီဂျာမနီတို့ဘာတို့မှလည်းပဲရှိတာပဲကြာဒါပေမဲ့သူတို့သရောင်းစားကသရောင်းစားမှမသိရခုနလိုမယ်ရလင်လေးတီးပြီးတော့ထိုင်းနေတာသူတို့တိုင်းပေးကြပါကမ်းကြပါမလုပ်ဘူးသူကနားလဲတဲ့လူတွေကအဲ့ဒီနားလေးအော်သူတချင်းနဲ့တို့ဖြောပြေးတဲ့ဆိုပြီးတော့ငွေစားငွေနာလေးတွေထည့်ပြီးတော့ပေးသွားကြတယ်ပေါ့တခါကြောင်ဒီမှာ တောင်းနေတဲ့လူအဲ့ဒီတူရစ်တွေလာတဲ့နေရာတူရစ်စင်တာတခုမှာသူကအယုတ်ကြီးလိုပဲအယုတ်ကြီးထဲမှာဝင်ပြီးတော့သူကအိမ်မှာနေတာအဲ့တဲ့အယုတ်ကြီးဝင်နေတော့ဘေးကနေကြည့်ရင်တော့တကယ်အယုတ်ကြီးလိုပဲထင်တယ်တချို့ကအဲ့ဒါနဲ့သွားသွားပြီးဓာတ်ပုံတွဲရိုက်ကြတယ်ခါတခါတခါသူကလှုပ်တယ် လူခေါင်းလည်းလာကင်တတ်တယ်။အဲကြောက်တတ်တဲ့လူကတော့လန့်အောင်မှာတရေရုပ်လိုဟာမျိုး။အဲဒီမှာအယုတ်ကြီးလှုပ်ပြီးတော့ရက်နေတဲ့အချိန်မှာလူတွေကငွေကြေးလေးတွေပေးပြီးတော့သွားတယ်။အဲ့ဒါလည်းသူလည်းတောင်းတဲ့နီးတနည်းပဲပေါ့။အဲ့လိုလှုပ်တာတွေးကြရတယ်ပေါ့။အဲ့တော့ယဟန်နေကိုလည်း ဘိက္ခုလို့ခေါ်တဲ့အဓိပ္ပာယ်တခါတခါအဲ့ဒီအဓိပ္ပာယ်ကိုဖော်ပြတယ်တခြားအဓိပ္ပာယ်တွေလည်းရှိပါတယ်တခြားအဓိပ္ပာယ်တွေကြတော့အလွန်ကောင်းတဲ့အဓိပ္ပာယ်ကြတော့တန်တာရိဘယံအိခတိတိဘိက္ခုတန်တရာထဲမှာကြောက်စရာတန်တရာကိုဘေးရန်အနေနဲ့ရှုမြင်တတ်တဲ့ပုဂ္ဂိုလ်လို့ဒီအဓိပ္ပာယ်နဲ့ဖွင့်ဆိုတာလည်းရှိတယ် နောက်ပြည့်ချင်းသုံးမျိုးနဲ့ဖြည့်ဆည်းထားတဲ့အဝတ်ကိုဝိယုံနဲ့အနေနဲ့လည်းပဲဘိဏပတ္တဒရဆိုတဲ့အဓိပ္ပာယ်နဲ့ဘိက္ခုလို့လည်းခေါ်တယ်။ယန္တိဝတ်တဲ့အဝတ်ကဖြည့်ဆည်းခြင်းသုံးမျိုးနဲ့ဖြည့်ဆည်းထားတယ်တဲ့။အခုဖြည့်ဆည်းခြင်းသုံးမျိုးနဲ့ဖြည့်ဆည်းထားတဲ့အဝတ်ကို ရောင်းစားတဲ့လူတွေအများကြီးပဲသင်္ကန်းတယ်။သင်္ကန်းဆိုင်တွေကိုအများကြီးပဲနော်။ ဲ့တော့သင်္ကန်းဆိုတာဖြည့်ဆည်းခြင်း၃မျိုးနဲ့ဖြည့်ဆည်းထားတာတဲ့။ဘာနဲ့ဖြည့်ဆည်းထားတာတော့ဆိုနံပါတ်၁ကအပိုင်းအပိုင်းပြတ်အောင်ကြိုက်ထားသည့်အတွက်ကြောင့်တံပိုးပြတ်သွားပြီ။အလိတ်လိုက်ဆိုရင်ပိုးတံပိုးရှိတယ်ပေါ့ပိတ်ကအခုကြတော့ဖြတ်တောက်ထားသည့်အတွက်ကြောင့်တံပိုးပြတ်သွားပြီ။ဒါကဖြည့်ဆည်းခြင်းတစ်ခု။အယောင်ဆိုးလိုက်သည့်အတွက်ကြောင့် လှပတဲ့အရာမဟုတ်သည့်အတွက်ကြောင့်အရှင်းရောင်ကလည်းပြက်သွားတယ်။ချိုးเจ้าနေကအများကြီးလို့ဆိုတဲ့အခါကျအထီးတွေ့လဲချိုးเจ้าမှုမှုမရှိဘူး။ချိုးเจ้าနေအများကြီးနေမှု အထီးတွေ့လဲပြက်တယ်တဲ့ဟော။ပျက်စီးခြင်း၃မျိုးတဲ့။တံပိုးပျက်စီးခြင်းအရောင်ဤပျက်စီးခြင်းအထီးတွေ့ဤပျက်စီးခြင်းအဲ့ဒီပျက်စီးခြင်း၃မျိုးရှိတဲ့အဝတ်ကိုဝတ်လို့ဘိက္ခုလို့ခေါ်တာတဲ့။ ဲ့တော့ဘိက္ခုရဲ့ definition တွေကဝိနည်းကျမ်းထဲမှာအများကြီးပဲအများကြီးရှိတယ်အဲ့တော့သူတော်စင်သူတော်မြတ်တွေအကျင့်ကိုအလေးမြတ်တန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကြတော့ဒီဝိယုံဟာသူတော်စင်နေဝိယုံညကိလေသာတွေကိုဖြိုခွဲပစ်တဲ့ဖြိုခွဲပစ်နိုင်တဲ့ ကိလေသာတွေကိုဖယ်ရှားတဲ့သူတော်စင်သူတော်မြတ်တွေဒီဝိယုံမျိုးကိုဝတ်ထားဖြစ်လို့ဘိက္ခုဆိုတဲ့နာမည်ကိုအတိပ္ပယ်တမယုအဖြစ်ပြောတဲ့အခါကျတော့ကိလေသာတွေကိုဖျက်ဆီးပစ်သူလို့ဒီလိုအတိပ္ပယ်လည်းပြောတယ်နော်အဲ့ဒီထဲမှာပထမဆုံးအတိပ္ပယ်ကတော့ဘာလို့ဆိုလို့ရှင်တောင်းစားသူဆိုတဲ့အတိပ္ပယ်ပဲ အဲ့ဒီကနေပြီးတော့တဆင့်တက်လာတဲ့အခါမှာကိုချင်းသီလာနဲ့အကျင့်တရားနဲ့ကြတဲ့အခါကျတော့မှခုနကထူးခြားတဲ့ခုံကြီးတွေဟာဖြစ်ပေါ်ပြီးတော့လာတယ်လို့ဒီလိုမှတ်ယူရမှာဖြစ်တယ်ပေါ့ကာမီအဲ့ဒါလို့ဘိက္ခုဆိုတဲ့အနေအထားမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုတိုင်ပဲ သင်္ကန်းနဲ့တပိတ်နဲ့ကပိလဝမြို့ရဲ့ဆွမ်းကံဝင်လာတဲ့အခါမြို့သူမြို့သားတွေကထူးထူးခြားခြားဝိုင်းအောင်ပြီးတော့ကြည့်စိတ်မကောင်းတဲ့လူကမကောင်းဘူးပေါ့။ဘာလို့လဲဆိုအရင်တုန်းကဒီလိုအိမ်တွေကပေးတာကျွေးတာစားတာမှမဟုတ်တာဟုတ်။ဘယင်သားခုတော့ဟိုအိမ်နာရဒီအိမ်နာရဟိုအိမ်ကလောင်းလိုက်တဲ့အစာယူဒီအိမ်ကလာလိုက်တဲ့အစာယူဆိုတော့ ဒီလိုက်ပြီးတော့အစာအာဟာရတောင်းနေတယ်ဆိုတဲ့အနေအထားမျိုးတမန်ပုဂ္ဂိုလ်တွေကရှုမြင်သွားတာပဲအခုကသာဘုရားဘာသာထွန်းကားပြီးတော့အော်ဒါယဟန်တန်ကဘုန်းကြီးတွေဆွမ်းခံတယ်လို့သာဒီလိုပြောကြတာဟုတ်မမြင်မှုတဲ့ရပ်သွားရင်တော့လိုက်တောင်းနေတယ်လို့ပဲပြောမှာပဲဒီလိုဆိုတာကိုအဲ့တော့ဖျား ဆွမ်းခံဝဲလာတဲ့ဆိုတဲ့ချိန်မှာနန်းတော်ဘောကရတော်ရရမိဖုရားကသူ့ရဲ့နန်းဆောင်ကနေပြီးလှမ်းပြီးတော့ကြည့်တော့မြင်ရမြင်တဲ့အခါမှာမြတ်စွာဘုရားရဟန်းတန်ဃာတွေခြံရံပြီးတော့ကြွလာတာအရင်တုန်းကမင်းသားဘဝကသွားတာတဲ့ပို့ပြီးတော့ဒီတည်ငြိမ်မှုအေးချမ်းမှုစက်တည်ရှိမှုကပို့လာတယ်ပေါ့ဒါကြောင့်မို့အလွန်စက်တည်ရှိတယ်ဆိုတာကို တားတော့ရဟုတ်လားကိုပြပြီးတော့တပိတ်ကြီးပိုက်ပြီးတော့ရှောက်တောင်းတာတော့သူလည်းမကြည့်ရဘူးပေါ့အဲ့ဒါနဲ့ခပြီးတော့တုတ်တော်နဲ့မင်းကြီးရဲ့နံပါတ်ကိုကူးပြီးတော့အရေးတကြီးသွားပြီးတော့တန်တော်ဦးတင်နေအရှင်သာမျိုးထဲမှာတပိတ်လို့ပြောမှာမဟုတ်ဘူးထင်တယ်နော်တောင်းစားတဲ့ခွက်ကြီးနဲ့ရှောက်တောင်းနေတယ်လို့ ဒါလိုပဲပြောလိုက်မယ်ဖြစ်တယ်အဲ့ဒီမှာတုတ်တော်ရဏမင်းကြီးကဟာကိုချိုးနေကုန်ပြီဆိုပြီးတော့ပစိုးမပြီနန်းတော်ဘောကဆင်းလာဖះရှိတာသွားပြီးတော့ဘာဖြစ်လို့ဒီလိုလုံးဝတာတော့ဘာဖြစ်လို့ဒီလိုလုံးဝတာတော့သွားပြီးတော့ဖះကိုသွားပြောတာဘာလို့ဒီလိုလုံးဝလဲကိုအင်ကိုပြန်လာခဲ့ပြီးတာပဲအကုန်ကျွေးနိုင်တာပဲဒီကိုတော်ရီရောဘာဖြစ်လို့လိုက်တောင်းရလဲလို့ ဆိုတော့မြတ်စွာဘုရားကမဟုတ်ဘူးမင်းကြီးတဲ့ဒါကတို့ရဲ့ရှင်ထုံးပဲတဲ့သူတော်စင်သူတော်မြတ်တို့ရဲ့ရှင်ထုံးတို့ရဲ့အနွယ်ဟာဒီတိုင်းပဲအဲ့ဒီမှာတော်တော်ရာမင်းကြီးကနားမလည်ဘူးအရှင်မြတ်အနွယ်ကတာကြီးဝင်မင်းမျိုးနွယ်ပဲဘယ်တော့မှတောင်းစားဘူးလို့တော့မဟုတ်ဘူးမင်းကြီးခုချိန်မှာ ငါဖះဟာတာဂိဝင်တွေမဟုတ်တော့ဘူးခင်ငါဝါလူသက်စုမကပွင့်တော်မူခဲ့ကြတဲ့ဖះအဆုစုတို့ရဲ့အနွယ်ဝင်ရိယသူတော်စင်တို့ရဲ့အနွယ်ဝင် ဖြစ်နေပြီလို့ဆိုပြီးတော့မြတ်စွာဘုရားကအခုလိုတအိမ်တစွန်းဆွန့်ရလို့ရလာတဲ့ဆုံးပေါ်မှာသူတော်စင်သူတော်မြတ်တွေဟာအလွန်တန်မိုးထားတယ်ဆိုတာကိုဥဒိဋ္ဌိနတ်ပမိစေရာ ဓမ္မံသူစရိတံစရိဆိုတဲ့အတိပ္ပယ်ရှိတဲ့ဂါထာလေးတစ်ပုဒ်နဲ့ဘုရင်ကြီးကိုတောတော်ရဏမင်းတရားကြီးခမည်းတော်ကြီးကိုပြောပြလိုက်တဲ့အခါခမည်းတော်ကြီးကသဘောပေါက်သွားပြီးဓမ္မစက္ခုအမြင်ရသွားတဲ့အခါမှာသူ့ရဲ့စိုးရင်စိတ်တွေပျောက်ခင်းသွားတယ်။ဩော်ဒါသူတော်စင်သူတော်မြတ်တွေရဲ့အချက်မှလားဆိုတော့ကွဲပြားခြားနားသွားတယ်ပေါ့။ အဲ့ဒါနဲ့ရန်တန်ကားတွေအလုံးနန်းတော်ကိုပင့်သွားပြီနန်းတော်မှာဆွံ့ကျွေးတာပဲအဲဆွံ့ကျွေးတဲ့အခါမှာတခါထပ်ပြီးမြတ်စွာဘုရားတရားတစ်ပုဒ်ထပ်ပြီးတော့ဟောတယ်ဟောတဲ့အခါမှာခမည်းတော်မင်းကြီးဟာတက္ကရာကံတည်သွားတယ်အဲ့ဒီအချိန်ကျတော့မိရွေးတော်ခေါရမီတရားလာနာရင်းနဲ့မြတ်စွာဘုရားရဲ့တရားကိုနာရင်းကနေပြီးတော့ ောတပန်ဖြစ်သွားတယ်လို့ဓမ္မံစရိသူစရိတံနာနံဒုစရိတံစရိဓမ္မကိုကျင့်သုံးရမယ်မကောင်းတဲ့အကျင့်တွေကိုမကျင့်ရဘူးအခုဟာအလွန်မွန်မြတ်တယ်ဆွန့်ခံပြီးတော့စားတာဘုသူစီကမှခိုးတာဝက်တာမဟုတ်ဘူးသူတရာလို့ပေးတာဆွန့်ခံတဲ့အကျင့်ရဲ့မြင့်မြတ်ပုံကိုထပ်ပြီးတော့ဟောတော့ ခမီးတော်မင်းတရားကြီးကသင်္ကရာကံဖြစ်ပြီးတော့မိရွေးတော်ကောရမိကတောတပံဖြစ်သွားတယ်တဲ့ဒီလိုဆိုတာနန်းတော်ပထမဆုံးကြွတယ်ကပိလဝမျိုးတော်ရောက်လို့နောက်ရက်မှာပဲဆွေတော်မျိုးတော်တို့ရဲ့အကျိုးအတွေ့သူတို့အတွေ့မြတ်စွာဘုရားသခင်ဟာ အခုလို့ကြိုးပမ်းခဲ့တာလို့သူတို့ပြောတာเนาะ